အားလုံးပဲမင်္ဂလာပါဗျာကောင်းဆက်တည်ထတာမှပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာအခုတင်ဆက်ပေးမယ့်ရုပ်သံမျိုးတစ်ပိုင်းလည်းတော့ဒေါအောင်ဇတ်စုကြည်ကိုဘာကြောင့်လေးစားရတယ်လဲဆိုတာကိုပြောပြလာတဲ့ပြီးပါရောက်အမျိုးသားတူရဲ့ရုပ်သံမျိုးတစ်ပိုင်းကိုတင်ဆက်ပေးလိုက်ပါရခင်ဗျာဒီမှာပြီးပါရောက်ပြတာကဒေါအောင်ဇတ်စုကြည်နဲ့ပတ်သက်ပြီးဘာတွေဘလို့ပြောဆိုနေတယ်လဲဆိုတာကိုအားလုံးဝင်ရောက်ကြည့်ရှုလေ့လာသုံးသပ်ဝေဖန်ပေးကြပါဦးခင်ဗျာအားလုံးကိုလည်းကောင်းဆက်တဲ့ဌာနမှာအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ မီစုဆိုတဲ့ဒီအမျိုးသမီးကြီးကိုကျွန်တော်လေးစားအာနှစ်သက်ရတဲ့အကြောင်းဒီဘက်ကိုရောက်လာတယ်အမေရိကန်ကိုရောက်လာတယ်ဒီဒေါ်လာရင်းနဲ့ပတ်သက်ပြီးရောက်လာတော့အဲဒီလူတယောက်ကကျွန်တော်နဲ့အပြင်မှာတွေ့ကြတယ်သူကအပြင်မှာတွေ့ကြတော့ဘာပြောလဲဆိုတော့ဘာကြီးအောင်အဲလီကတဲ့ကိုရင်တော့နိုင်ငံရေးသမားလည်းမဟုတ်ဘူးတဲ့အခုအချိန်ထိလည်းနိုင်ငံရေးသမားရည်လည်းပတ်သက်နေတယ် ဒါပေမဲ့ကျွန်တော်တို့သိကြတာဘာကြောက်အရေအမေစုကိုလုံးဝထောက်ခံပြီးတော့မှကာကွယ်ပြီးတဲ့သူနှိမ့်သက်တဲ့သူမှန်ပါတယ်စတူပြောတာကျွန်တော်ဟိုအရင်ကလည်းနိုင်ငံရေးသမားတယောက်တလေးမှမသိခဲ့ပါဘူးအခုချိန်ထိလည်းပဲအားလုံးရဲ့စန္ဒအရာတင်ရောက်ထားတဲ့ဒီ NUG အစိုးရကိုကျွန်တော်လေးစားပါတယ်တို့ဒီမှာကျွန်တော်လည်းခင်မိနေတဲ့လူတယောက်မှမရှိဘူးအဲ့လိုမရှိတဲ့ဂျာရီကနေဘာကြောင့် အမေရိကလိုနိုင်ငံမျိုးမှာနေနေတယ်မြန်မာပြည်တွင်းရေးကိစ္စကိုမကြောင်အချိန်ပေးနေတယ်လဲဆိုရင်ကျွန်တော်အမှန်တမ်းပြောရင်ဟောဒီအမေဆုဆိုတဲ့အမျိုးသမီးကြီးကိုကျွန်တော်ပုံကူရေးရလေးစားတယ်နှစ်သက်တယ်နောက်ပြီးရင်ကျွန်တော်မနေထိုင်တော့ပြီမဲ့ကြံနေကြတဲ့ကျွန်တော်ရဲ့မိခင်တိုင်းပြည်ဟာအမေဆုရဲ့လမ်းပြမှုကြောင့် တဲ့ရိတ်တွေပြလာပြီးဒီအချိန်မှာကျွန်တော်တို့ကမတရားသဖြင့်အာဏာအသိမ်းခံကြရအဲဒီတော့အမေစုတော့အမျိုးသမီးကြီးရဲ့အကြီးအကျင်းသူရဲ့မေတ္တာစိတ္တနာတွေအားမြန်မာပြည်အတွက်နောက်နောက်ပြန်ရဖို့ရှိကောင်းရှိလာနိုင်ရင်တော့မှမလွယ်သေးပါဘူး။လက်တော့ချီဒီမှာသက်ရှိတင်ရှားလို့တူတယောက်တလီဘုံမှာအမေစုရဲ့နေရာမှာအစားထိုးရမယ်သူကျွန်တော်မမြင်ပါဘူး။ဒါအမှန်တမ်းပြောတာပေါ့။ကျွန်တော်တို့

နောက်ပြီးမလေးရှားကောင်းဆောင်အာကျွန်တော်နာမည်ကောင်းမိသွားပြီနေ second second နေ့လောက်နေခဲ့တဲ့နိုင်ငံကမလေးရှားကောင်းဆောင်အာသူတို့ကိုကျွန်တော်သိခဲ့တယ်လေးစားခဲ့တယ်အဲ့တော့ကျွန်တော်တို့နိုင်ငံမှာဒီလို ောင်းဆောင်မျိုးများပေါ်လာမလားဆိုပြီးတော့ကျွန်တော်တွေးခဲ့ပို့ပါတယ်။ကဘာကြီးမှလည်းအဲဒီအချိန်ကတော့ကောင်းဆောင်မျိုးများဆိုတာရှိပါတယ်။ဒါပေမဲ့ကျွန်တော်တို့ရဲ့ဒေတာတွင်ပေါ့နော်အနည်းနာမှာဆိုရင် Ras Arafat တို့နောက်ပြီးရင် Time ပြီးရင် Bumi Ball တို့ Time ပြီးရင် Bumi Ball ဆိုရင်လေခွေးတွေကလေသမားတွေစီကိုဘာမှအကြောင်းကြားမထားဘဲနဲ့သူကရောက်ချတော့ရောက်ချသွားပြီးတော့မှလေသမားတွေဘာလို့ဒီလဲဘာလဲဆိုပြီးကြမယင်းကြီးကိုယ်တိုင်နော်မယင်းကြီးကိုယ်တိုင်လေခွေးတွေကိုရောက်ချသွား ။ဒါကျွန်တော်တို့အိမ်ကြီးချင်းနိုင်တယ်နော်။နောက်ပြီးရင်မလေးရှားကောင်ဆောင်မဟာပီယာမိုဟာမက်။နောက်ကွယ်80ခုနှစ်ကစပြီးမလေးရှားနိုင်ငံကိုအာရှရဲ့ကြားဆိုပြီးတော့ကြွေးကြော်ပြီးတော့တိုးတက်မှုကြီးစပြီးလုပ်ခဲ့ကြတယ်။လုပ်ကြတယ်။နောက်ပြီးတော့ဘလူးနိုင်ဘီယင်ဘူခီယာဘလူးနိုင်နိုင်ငံဆိုတော့ကျွန်တော်တို့နိုင်ငံတဝက်လောက်ကိုနိုင်ယူပိုင်းအဖြစ်မှာအဆန့်တော်လို့ရတယ်တကယ်နိုင်ငံပြည်ပြည် စင်ကာပူတက်နေနေပဲကြီးအဲ့တော့ကျွန်တော်ဒီသားအတွင်းမှာဒီလိုကဘာတီခေါင်းဆောင်ကြီးရှိနေခဲ့တယ်အဲ့ဒီအချိန်မှာတော့ဆန်းစုကြည်ကအကျဉ်းချခံတာအဲ့တော့ကျွန်တော်တို့မျောလင်းခဲ့ဒီလိုဒီသားတွေကခေါင်းဆောင်နေနဲ့ရှင်းလိုက်ကြမယ်ဆိုရင်ငါတို့ရဲ့အမေစုကငါတို့နိုင်ငံကိုတော်တော်လေးကိုအရင်ကအာရှမှာထိတ်တန့်ရှိခဲ့တဲ့နိုင်ငံကိုပြန်ပြီးတော့ဆွဲတင်နိုင်လိမ့်မယ် ဘာကြောင့်လဲဆိုတော့ကျွန်တော်ကအဲ့ဒီအချိန်မှာ90နမ၄95ခုတက်လာမှကျွန်တော်အပြီးပါကိုရောက်ပြီးအဲ့မှာ compare လုပ်လိုက်တဲ့အချိန်မှာဒေါနာတောင်တန်းကိုလေရင်ကြော်လိုက်တာနဲ့အောက်ကိုကျွန်တော်မြင်နေရတော့နေရင်က55မိနစ်ပဲပြန်ရတာဆိုတော့အများကြီးမကြောက်အဲ့တော့အများကြီးလည်းမမြင်အာရောက်ဘူးတူလေအဲ့လိုအာဘန်ကောက်နဲ့ရန်ကုန်နဲ့လေရင်စီးဘူးတူလေတိကျမှာပါအများကြီးမမြင်ဘူးကျွန်တော်ဒီဘက်အမေရိကန်ဘက်လာတယ်လို့မျိုး ဟိုးကောင်းကင်တည်နေတယ်ဒီဘာမှမမြင်ရတယ်ဒီသူမတော်အောင်အောက်ကိုလမ်းပြီးမြင်နေရအဲ့မှာဒေါနာတောင်တန်းကိုကြော်လိုက်တာနဲ့အတိုင်းဘက်ကအဝေးပြေးလမ်းမကြီးကဖြောင်းဖြောင်းတန်းတန်းလက်ခွက်တီးရွာလေးကြီးသူ့အတူစစ်စစ်ကြောင်ကျွန်တော်တို့မြန်မာဘက်လိုမဟုတ်အဲ94ခုနှစ်ကတော့ဘန်ကောက်ကိုရောက်သွားတယ်လုံးဝပြောင်းလဲသွားတယ်မလေးရှားရောက်တယ်လုံးဝပြောင်းလဲသွားတယ်အဲကျွန်တော်တို့ကွန်ပဲလုံးလိုက်တဲ့အခါကျတော့ဘာလို့သွားတွေ့တယ်လဲဆိုရင် အိတ်ပြော်နေတဲ့ကျွန်တော်တို့မြန်မာပြည်ရဲ့အစိုးရတွေကိုတွတ်တွေ့တယ်။ဘာကြောင့်အိတ်ပြော်လဲဆိုရင်တို့အရေးချင်းရှိကြအောင်။ဥနေဝင်ခေအဲဥနေဝင်ရရှိမှာဥနုဥနေရရှိမှာအင်္ဂလိပ်အင်္ဂလိပ်ကတော့ငွေကြီး currency ကောင်းခဲ့တော့သူကမြန်မာပြည်အတွက်ငွေကြီးကိုကောင်းကောင်းမွန်မွန်ချန်ထားခဲ့ပြီးနိုင်တယ်။အဲဒီငွေကြီးကြံ့နေခဲ့တဲ့အရေးအယောင်ကဒီဘက်မဆလာခေတ်ဒီလိုက်လာတယ် တော့မဆလာခင်မှာကျွန်တော်တိုက်တာတခုပဲရှိတယ်။ဒါကတော့သဘောမတူရင်လည်းရပါတယ်။ငွေကြေးပေါ့။ငွေတကြနဲ့လပီးဆိုင်ခံလို့ရတယ်။ကျွန်တော်ចောင်းသွားရင်ဆယ်ပြားမှမို့ရတယ်။ငွေတမဆင်ကျွန်တော်ចောင်းမှတော်တော်တော်ရတယ်။အခါကတော့ငွေကြေးပဲကျွန်တော်ကြိုက်တယ်ကျွန်တော်တော့မစွန်ပါဘူး။ဒါပေမဲ့လည်းကျွန်တော်ငွေဘဝဖြတ်တန်းခဲ့တဲ့ခစ်တမကျွန်တော်ဥလူခစ်မမီဘူး။မဆလာခစ်ကျွန်တော်ကောင်းကောင်းမီခဲ့တယ်။ အဲ့တော့ကျွန်တော်ငွေကြေးကိုတပေါ်ကြာတယ်ပြားစီမပြားစီစေပြားစီကျွန်တော်အကန့်တုံးခဲ့ရတယ်အဲဒီဘက်ကကျတော့ဥတရှိကအမေစုနဲ့ရှင်လိုက်နန္တစီနဲ့အီးလို့ကျွန်တော်အာမနာကံတော့ပြောခြင်းအဲ့တော့ဒီတာတွင်ကတကယ်ရာဆာအရာဖတ်တော့လို့စတဲ့အောင်စင်းတော့လို့မှားရမှန်းတော့ပြီးဖြစ်တာပေါ့နော်လုံရဲကံရဲကတိရှိတာကတာဖီတို့လို့ဘိုခီယာတို့ မဟာပြာမောင်မဲတို့အတိုင်းပြင်ဘူမိဘောတို့လို့တိုင်းပြည်ကိုပြန်ကြည့်တဲ့ပုံကုံမျိုးမဟုတ်တိုင်းပြည်ကိုနင်းချတဲ့လူမျိုးအဲ့ဒီဦးတန်းရွှေကြီးရဲ့တိုင်းပြည်ကိုတကယ်ကိုနင်းချပြီးတော့မှဖျက်ဆီးခဲ့တယ်နောက်ပြီးရင်သူကဖျက်ဆီးရုံနဲ့မကြဘဲနဲ့တွေးခွဲပြီးခဲ့တယ်စစ်တပ်နဲ့အာပြည်သူနဲ့ကိုတွေးခွဲပြီးခဲ့တယ်ဒါကြောင့်မို့ဦးတန်းရွှေပြီးတဲ့နောက်မှာသူကအကွက်ချအစီအစဉ်လောက်ထားတဲ့အတွက် ဒီမိုကရေစီကကြကြမခံခဲ့ဘူးတတရဲ့စနစ်အလူရီကတော့ပြောကြအူတရှိသမကကတော့ဘလို့အူတရှိရဲ့မြေးလေးကတော့ဘလို့ကျွန်တော်တို့ personal မုန်တီးမှုမရှိပါဘူးဒါပေမဲ့ဒီပုတ်ကျက်ဒီပဲပါတော့ပြီးတော့ဂျုံမိတ်ဆွေလေးဆိုရင်အာ fighting ဘလို့ပါညာဆိုပြီးတော့တွန်းလို့ကြတယ်ကျွန်တော်ဘာမှမပြောဘူးဒါပေမဲ့ယုံကြည်လို့မရဘူးတိုင်းပြည်ကိုဖျက်ဆီးခဲ့တဲ့အတ္တိကတရားခံပြီးတော့မုန်တီးလို့မဟုတ်ဘူး အဲ့ဒီချိန်မှာကျွန်တော်တို့ဘာသွားပြည်လဲဆိုရင်အမေစုလို့ပြောတယ်အမေစုလို့အားလုံးခေါ်ကြတယ်လောအောင်ဆန်းစုကြည်ကကျွန်တော်တို့နိုင်ငံအတွက်တော့တကယ်မြတ်တာရှိပြီဆိုကျွန်တော်တော့မြင်တယ်ဒါကျွန်တော်မြန်မာပြည်ထဲမှာနေရောဆိုရင်အမေစုဘုံဒီလောက်တိအမှန်တည်းပြောပြတာပါစိတ်ကျွေးလဲဆိုလို့ရောဒီလောက်ကြီးမဟုတ်တော့ဒါပေမဲ့ပြပတိုင်းပြည်ကိုရောက်သွားတဲ့အချိန်မှာအမေစုရဲ့အရေးချင်းတွေရှိအမေစုရဲ့မြတ်တာကျွန်တော် ဒါကြောင့်လည်းပဲဒီမိုကရေစီခေတ်ဦးမှာကျွန်တော်ဦးသိစေကိုစောင့်ကြည့်ရဲဒီလောက်ကြီးမဟုတ်တော့ဘူးနောက်ပြီးတော့အမေစုကိုပြတ်လာတယ်နိုင်ကြည့်အတွက်ရောင်းဝန်တာတယ်ကျွန်တော်အတွက်ဒီပတ်မှာနေပြီးတော့ကျွန်တော်အမေမပြီမှာသွားပြီးတော့ကော်မတီတွေထောင်းပြီးရင်းနှီးမြှုပ်နှံနိုင်တဲ့လူပြောင်းလည်းမဟုတ်ဘူးအစီအစဉ်လည်းမရှိဘူးအဲ့တော့အမေစုတက်လာတဲ့ချင်းတက်မလာခြင်းဟာကျွန်တော်အတွက်အဆက်မပြေဘူးတို့ပြီးမယ်ကျွန်တော်ဝန်တာဒါကြောင့်တိုက်ကြည့်အတွက်ကျွန်တော်ဝန်တာ အတိုင်းပြည်ကိုသူများနိုင်ငံနဲ့တန်တူအစီအပြေစီခြင်းနဲ့တူတက်စီခြင်းနဲ့ကျွန်တော်တို့ပြန်လာရမလားတော့ပြီးပဲတော့အဲ့ဒီလိုစိတ်ညိုနဲ့ကျွန်တော်အမေစုကိုတက်လာတဲ့အချိန်မှာပျော်ရွှင်ခဲ့တယ်။ဘာမှတလောက်ကြီးတော့အမေစုကိုဝိညာဉ်လာပြီးပါတယ်တလောက်မရှိဘူး။ဒါပေမဲ့လည်းအမေစုဒီကဒီတိုင်းပြည်ကိုနံပြပေးနိုင်သူဥဆောင်ပေးနိုင်သူဆိုတာကျွန်တော်ကောင်းကောင်းသိတယ်။ဒါကြောင့်မို့ကျွန်တော်နိုင်ငံရေးသမားမဟုတ်ဘဲနဲ့အမေစုဘက်မှာရပ်တည်ခဲ့တယ်။ မေးစီကိုလေးစားခဲ့တယ်။ဒါပေမဲ့မတင်မှာပဲအာနာသိမ့်မှုဆိုတာပေါ်ပေါက်လာတယ်။ဒီအာနာသိမ့်မှုကအလုံးဝမတရားတဲ့အမှုပေါ့။အခုဆိုရင်အာနာသိမ့်စစ်တပ်ကဘာတွေပြောနေလဲဆိုတော့ကျွန်တော်တို့ဒီတော်လာနေတဲ့သူတွေကိုတော်လာရင်းမှာပတ်ဝန်းပတ်သက်နေတဲ့အတိတ်ကလူတွေကိုတံပြိုဖျက်ဆီးသူတွေအာတပုံကြီးအဒီလိုမျိုးဆိုဆိုတကယ်တမ်းကျတော့ဥပဒေကိုတကယ်ချိုးဖောက်ခဲ့တာကအာနာသိမ့်စစ်တပ်။ဘာကြောင့်လဲ။ တိုင်းသူပြည်သားတွေရဲ့စန္ဒအရာတင်မြောက်ထားတဲ့ဒီအန်ဒီအစိုးရစီကနေလက်နဲ့အားကိုးပြီးတော့မှအာဏာကိုသိမ်းယူလိုက်တာပါဒီလိုအာဏာသိမ်းယူလိုက်တဲ့အတွက်တိုင်းပြည်ဟာအတက်ဘက်ကိုတက်နေတဲ့အချိန်တင်းငြိမ်စားပြုတဲ့အချိန်တိုင်းရင်းသားနေမြေတွေမှာစပြီးတော့ဖွံ့ဖြိုးတိုးတက်ခါစားအချိန်မှာဒီလိုလုံလိုက်တဲ့အတွက်တကယ်ရာဇဝတ်မှုစီရာဇဝတ်မှုကျွလွန်သူကအာဏာသိမ်းစစ်တပ် ဒါကလုံးဝမတရားတဲ့ကိစ္စဖြစ်တယ်။ဒါကြောင့်မနေ့ကဆိုရင်ကျွန်တော် post တစ်ခုတွေ့တယ်ပေါ့ဆိုတော့မန္တလေးမှာဘယ်လိုမျိုးအဥပဒေစုံမမှုပျောက်ဆုံးနေတာကြီးဘယ်လိုလူမရှိတဲ့လူပြတ်တဲ့လမ်းတွေမှာဘယ်လိုလူရက်တာကြီးဒါမျိုးကြီးပေါ့။နောက်ပြီးရင်အာဗာလဲမြို့နယ်တစ်ခုကအကြောင်းတူလေးတွေအချင်းချင်းချင်းဖြစ်တာဒီဓာတ်တွေကို highlight လုပ်ပြီးတော့တချို့တွေတင်ကြတယ်။ကျွန်တော်တို့အမေစုံမွေးနေမှာဘာမှမပြောလို့လူတိုင်းဝင်လည်းမပြောဓာတ်တွေကတက်တက်အတန်းရှင်းရှင်းမပြီးဘူး။ ဘာကြောင့်လဲကျွန်တော်တို့2021 February တရက်နေ့မှာအာနာသိမ်းခံရပြီးကြတယ်ဒီနိုင်ငံဟာအကြမ်းဖက်ခံရရတယ်အာနာကိုလူယူခံရရဒီနိုင်ငံကိုဖျက်ဆီးခံရရဖျက်ဆီးတဲ့သူကစစ်တပ်အဲ့တော့ကျွန်တော်ပြောပါလေဟာတလုတ်ထားတာညောင်းတွေ့သေးတယ်အာဟိုကနေဗာလေရုရှားနဲ့ယူကရိန်းနဲ့တိုက်တယ်တဲ့အာနောက်ပြီးတော့အိန္ဒိယနဲ့ပါကစ္စတန်ကမ်ဘောဒီးယားနဲ့ထိုင်းအီရန်နဲ့အစ္စရေး အမအောက်ဆုံးကပါလဲဆိုတော့မြန်မာနဲ့မြန်မာတော့တိုက်တိုက်တယ်ဟာတာတော့ဟာတာပဲတကယ်တော့တကယ်လည်းပဲစိတ်မကောင်းစရာကောင်းပါဘူးကျွန်တော်တို့နိုင်ငံမြန်မာနဲ့မြန်မာတိုက်တယ်ဘယ်နိုင်ငံနဲ့မှမတိုက်ဘူးဦးသိန်းစိတ်ကတမားဘင်္ဂလားနဲ့ညာစပီးခဲ့တယ်ဒါပေမဲ့ဟိုဘက်ကဒီမိုကရေစီနိုင်ငံဒီစနဘာဒဝင်းစူဘီစူဘီမဲ့လူစုတွေမဟုတ်ဘူးသူတို့ရဲ့ policy တိုင်းသူတို့တောင်းနေကြတယ်ဒါကြောင့်မို့သူတို့ကရန်လူမှုကလေးရှောင်လွှဲနေကြတယ် နဝတက်ကီမှာယူရီးယားနဲ့ဝါတာဖွဲ့ကိုဥတီအာရှေ့ထားပြီးတော့ဝါတာဖွဲ့နဲ့ယူရီးယားကိုပြဿနာဖြစ်အောင်လုပ်တယ်ပြီးရင်နိုင်ငံနဲ့မှနိုင်ငံတော်အလားအညီပါလိမ့်ထွေးအောင်ပါအောင်လုပ်ခဲ့ပြန်ကြည့်ရင်လေပြည်မှာစင်သွားလို့ရေးရေးမြင်ပါတယ်ဘယ်နိုင်ငံမှစစ်ကိုမလိုလားပါဘူးမြန်မာမြန်မာအချင်းချင်းတိုက်ပြီးတော့စစ်ကိုလိုလားနေတာပါဒါတွေကဘာကြောင့်လဲဆိုရင်2020 February အနာသိမ်းမှုမှာပုံပြပြင်းထလာတယ်တကယ်တော့ခုအရင်ကတည်းကရှိခဲ့တာပါ မြန်မာစစ်တပ်ကဒီအမိန်စုလို့ခေါ်တဲ့ဒီအမျိုးသမီးကြီးကိုဒီလိုမျိုးမတရားတဖြင့်ဖမ်းဆီးချုပ်နှောင်ထားတယ်သူဦးဆောင်တဲ့အစိုးရအာပြည်သူတင်ထားတဲ့အစိုးရစီအာစီကနေအာဏာကိုလူယူထားတယ်ဒါရာဇဝတ်မှုနဲ့စီရာဇဝတ်မှုအဲ့တော့ဒီရာဇဝတ်မှုကိုဘယ်သူကကြီးကြော်ထားတာလဲဆိုရင်အားလုံးမြင်တယ်အားလုံးသိတယ်မြန်မာပြည်သူတွေလည်းသိတယ်ကမ္ဘာလည်းသိတယ်စစ်တပ်ဟာရာဇဝတ်မှုကိုကျူးလွန်တာ ဲ့လိုရာဇဝမှုကျူးလွန်ထားတဲ့လူကိုကျမတို့ရက်ွက်ကျွန်တော်တို့ရက်ွက်ဘာတွေဖြစ်နေပါပြီဆိုပြီးတွားပြီးတော့တရားမျှတမှုတောင်းဆိုလို့မရဘူးသူကိုယ်တိုင်ကမတရားမှုကိုကျူးလွန်ထားတယ်သူကိုယ်တိုင်မတရားမှုကိုကျူးလွန်ထားတဲ့သူကိုတွားပြီးတရားမျှတမှုတွားတောင်းလို့မရဘူး2021ကတည်းကပို့ပြီးတော့မြန်မာကလုံးဝပျက်စီးသွားတယ်ဥပဒေစိုးမိုးမှုအချင်းချင်းဖိမပြီးတော့မှနေနေကြရတယ်ဒါဝင်တိဖို့အဲကျိုးကတော့ဘာလဲပြဆိုတော့ မင်းကကျွန်တော်တွေ့ရပြောရရင်အာဒါတရားများတမှုမရှိဘူးကျောင်းသူတွေအချင်းချင်းအဒါပညာရေးမှုကိုဘယ်လိုပြောရမလဲအဲဘယ်လိုအရေးယူခံရမလဲ no 2021ကလေးကဥပဒေကပြက်စီးသွားဒီအတွက်အခုလက်ရှိအခြေအနေမှာဘာမှတရားများတမှုဆိုတာမရှိတော့ယာယီအနာလုထားတဲ့လူကိုယ်တိုင်ကတရားများတမှုမရှိဘူးအဲ့တော့ကျွန်တော်တို့ကဒီငလျင်ပေးမှလည်းတရားများတမှုသူစီသွားတောင်းလို့မရဘူးကဘာကလှူဒါန်းတဲ့ငွေတွေသူအကုန်သိမ်းသွားတယ် ဒါလည်းကျွန်တော်တို့သိကြတယ်ဒါပြောတင်းတော့တော့ပြောကြတယ်သိအောင်ပြောတာမရဘူးဆိုတော့သိအဲ့တော့တရားမျှတမှုဆိုတော့သူ့မှာမရှိဘာကြောင့်လဲသူကိုယ်တိုင်တရားမျှတမှုမရှိဘဲနဲ့အမေစုဆိုတဲ့အမျိုးသမီးကြီးဥဆောင်တဲ့ဒီသူတင်တဲ့အစိုးရစီရင်အာဏာကိုလွတ်ယူထားတယ်အဲ့ဒါတော့ပါပဲညာတော်ကြီးတင်တယ်ဒါကြောင့်ကျွန်တော်ပြောချင်တာကတော့အမေစုရဲ့မွေးနေ့ပါဇာယီမဲလို့ စဉ်းစားလိုက်တဲ့အချိန်မှာ live လို့လည်းလည်းကြာပြီနောက်ပြီးတော့အမေစီအမွေးနေနဲ့ပတ်သက်ပြီးတော့ video campaign တွေလည်းဘာတွေလုပ်ကြပါဆိုတော့သူတို့ပြောတဲ့ campaign ပေါင်းဝင်မလားပေါင်းဝင်မလားတော့ကျွန်တော်လည်းမသိပါဘူးဒါပေမဲ့ဟိုအသက်ရှင်စီပြည်သွားတဲ့အမေစုဆိုတဲ့အမျိုးသမီးကြီးဟာကျွန်တော်တို့မြန်မာပြည်အတွက်တော့တကယ်ကိုအပိုးတန်ကျင်နာပါနိုင်ငံရေးသမားမဟုတ်တဲ့ကျွန်တော်တော်မှအမေစုလို့ကောင်းဆောင်မျိုးကိုမိဘအရင်တပွဲတန်ရောစဉ်ဖြစ်ခဲ့ရပါတယ် စိတ်မကောင်းလည်းဖြစ်ရပါတယ်အဲဒီတော့ကျွန်တော်တို့အမေစုလွတ်မြောက်ဖို့အတွက်ဘာသာတရားအရာဆုတောင်းပေးတဲ့လို့တကယ်လက်တွေ့ကိုယုံကြည်တဲ့သူတွေအတွက်လည်းအမေစုလွတ်မြောက်ဖို့ဘယ်လိုလွတ်မြောက်နိုင်မလဲဘယ်လိုလွတ်မြောက်ရမလဲဆိုတော့ဘယ်လိုလုပ်ရမလဲဆိုတော့သိကြမှာပါမေစုတက်ရှိကြပါစီလို့ဆုတောင်းပေးပါတယ်အားလုံးကျေးဇူးတင်ပါတယ် Thank you.